ယူရန်နိုင်ငံရဲ့အရေးပါဆုံးတပ်ထုတူးဖော်ရေးဒေသဖြစ်တဲ့တောင်ခိုရာဆန်ပြည်နယ်ရှရန်ရွှေတွင်မှကြီးမားတဲ့ရွှေတပ်ထုတိုက်တစ်ခုကိုရှာဖွေတွေ့ရှိခဲ့တယ်လို့အီရန်အစိုးရကကြေညာလိုက်ပါတယ်။မီဒီယာတွေရဲ့ဖော်ပြချက်အရခုသစ်တွေ့ရှိတဲ့ရွှေတပ်ထုတိုက်မှာအောက်ဆိုင်ရွှေတပ်ထုရိုင်းတန်ချိန်9.95တန်းနဲ့ဆလ်ဖိုက်ရွှေတပ်ထုရိုင်းတန်ချိန်53.3တန်းရှိမယ်လို့ခန့်မှန်းထားကြပါတယ်။ဒါဟာအီရန်နိုင်ငံရဲ့လက်ရှိတပ်ထုတွင်တွင်မှရှိပြီးသားတပ်ထုတိုက်ပမာဏကိုသတိတသာတိုးမြင့်သွားစေမှာဖြစ်ပါတယ်။ အီရန်နိုင်ငံဟာနိုင်ငံပိုင်ရွှေအရန်တူလောင်ထားရှိမှုပမာဏကိုတရားဝင်ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။ဒါပေမဲ့မကြသေးခင်နှစ်တွေအတွင်းမှာရွှေဝယ်ယူဆဆောင်မှုတွေကိုတိတိတသားတွန်းမြင့်ထားတယ်လို့ဆိုပါတယ်။နိုင်ငံတကာပိတ်ဆို့မှုတွေကြောင့်ထိခိုက်ကျဆင်းနေရတဲ့အီရန်စီးပွားရေးကိုဒီတွေ့ရှိမှုကထောက်ကူပြုစေမယ်လို့မျှော်လင့်ရပါတယ်။အစ္စရေးနဲ့အီရန်တို့ကြားဆက်နှစ်ရက်ကြာစစ်ပွဲအတွင်းအမေရိကန်ကအီရန်နျူကလ িয়ার အဆောက်အုံတွေကိုတိုက်ခိုက်ခဲ့ရာကြောင့်နိုင်ငံရဲ့စီးပွားရေးကိုပိုပြီးထိခိုက်စေခဲ့ပါတယ်။ ဤရန်ဘဟိုဘန်ကလည်းရွှေဝယ်ယူမှုတွေကိုတွန်းမြင့်နေပြီး2023နဲ့2024ခုနှစ်ကြားမှာကမ္ဘာပေါ်မှာရွှေအများဆုံးဝယ်ယူတဲ့ဘဟိုဘန်၅ခုစီးရင်မှာဤရန်ဘဟိုဘန်ပါဝင်ခဲ့တယ်လို့ဤရန်ဘဟိုဘန်ဥက္ကဋ္ဌကပြောပါတယ်။ဤရန်နိုင်ငံမှာစုစုပေါင်းရွှေတွင်း15ခုရှိပြီးအကြီးဆုံးတွင်းကတော့နိုင်ငံရဲ့အနောက်မြောက်ပိုင်းဒေသမှာရှိတဲ့ဇာရှူရန်ရွှေတွင်းဖြစ်ပါတယ်ရှင်။